လူဖီတို့အဖွဲ့ကမိုးလင်းနံနဲ့ကပ္ပတိန်ခူရိုရဲ့ဓားတွေကိုတိုက်ခိုက်ဖို့ကမ်းခြေမှာစောင့်နေကြပြီးရွာတွေကိုဝင်သွားနိုင်မှုဆိုရင်တောင်ဆောင်လမ်းကနေတေချာပေါက်တက်ရမှာဖြစ်တဲ့အကြောင်းဥစုပ်ကရှင်းပြနေပါတယ်။သူတို့အဖွဲ့ကခိုးတာ၊ခုတ်တာ၊ရှေ့ထွက်တာနဲ့ပုံနာကိုအကျွမ်းကျဉ်ဆုံးလူတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးအဲအချိန်ခူရိုကလည်းအင်ကိုပြောင်းအောင်နေပြီဖြစ်လို့မယ်ရီကဥစုပ်ကြောင်းတော့အလိမ့်ညာစကားတွေလာပြောခဲ့တဲ့အကြောင်းပြန်ပြောပြလိုက်ပါတယ်။ခူရိုကသူ့ကိုခါရလက်ဆောင်ပေးမဲ့မျက်မှန်ကိုတွေ့လိုက်ရပြီးချက်ချင်းဖြက်စီးပစ်လိုက်ပြီး"သူကဘာမဟုတ်တဲ့အဲ့မျက်မှန်အစားဒီရင်တစ်ခုလုံးကိုအပိုင်သိမ်းမှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ ခဏနေမိုးလင်းတော့မှဖြစ်လို့ဇက်တိုက်ထားတဲ့မတော်တဆမှုမစတဲ့ခင်မှာဟန်ဆောင်နေသေးရမလို့တော့ဘူးလို့ပြောရင်းနဲ့သူ့ရဲ့လှုပ်ဝက်လက်နဲ့မယ်ရီကိုတိုက်ခိုက်လိုက်ပါတယ်။ပြီးရင်တော့အပေါ်ထက်မှအိတ်နေရဲ့ခါယာကိုပါတခါလေးရှင်းပြဖို့တွေးလိုက်ပြီမဲ့အဲ့လိုလုပ်ရင်ဒီအင်းရဲ့ပိုင်ဆိုင်မှုတွေကိုတည်တန်းစားနေတကွာသူရတော့မှမဟုတ်ဘူးဆိုတာကိုစဉ်းစားမိလိုက်တာကြောင့်မတတ်တော့ပဲလှည့်ထွက်လာခဲ့လိုက်ပါတယ်။အဲ့ချင်းကန်းကြီးမှလည်းကုရိုရဲ့တပည့်တွေကအယုံတက်တာနဲ့ရွာကိုတိုက်ခိုက်ကြဖို့အစင်းင်းဖြစ်နေပြီးလူဖီတို့အုပ်စုကတော့ဥဆုရဲ့အကြံအတိုင်းရွာကိုဝင်တဲ့တခုလေးတော့တောက်ဆောင်မှစီရီကိုတွန်ချထားလိုက်ပါတယ် ်ရန်သူသားဒီလမ်းအတိုင်းရောက်လာခဲ့ရင်အပေါ်မတက်နိုင်အောင်စီစဉ်ထားတာဖြစ်ပေမဲ့မိုးစင်စင်လီနဲ့အထီအောင်ခူရဲလူတွေကရောက်မလာကြသေးပဲရုပ်ပြည့်ရဲ့ကြားလိုက်ရတဲ့အတန်ကမြောက်ဘက်ကနေလာနေရမှာနာမီကချိန်မိလိုက်ပါတယ်ခူရဲလူတွေကဥစုပ်တွေးထားသလိုမဟုတ်ပဲသူမင်းနေရဲ့ကျွန်းရဲ့မြောက်ဘက်တက်လန်းကနေချင်းကလာကြတာဖြစ်ပြီးဥစုပ်ကခူရုံနဲ့ဂျန်ကိုစကားပြောနေခဲ့တဲ့ဒီဘက်ကန်းဆက်မှာနေရာမှားပြီးစောင့်နေခဲ့တာဖြစ်ပါတယ်။ကန်ဆိုးချင်းတော့အဲ့နေရာမှာလူဖီနဲ့နာမီတို့ရဲ့ဖြေတွေရထားတာဖြစ်လို့ဖြေတွေကယန္နာတို့ကိုတတိယသွားခဲ့ပြီးဒီကနေမြောက်ဘက်ကိုပြေးသွားရင်၃မိနစ်လောက်ပဲကြာတာဖြစ်တဲ့အကြောင်းဥစုပ်ကပြပြလိုက်တာနဲ့လူဖီကလည်းရှေ့ဆုံးကနေထွက်သွားခဲ့ပါတယ်။ စီရီကြောင့်ချွတ်ကျသွားတဲ့နာမီကအနားမှာရှိနေတဲ့ဇိုရိုကိုပါလှမ်းဆွဲလိုက်တဲ့အတွက်နှစ်ယောက်သားကိုရှုကိုပတ်ကုန်ကြပြီးဂျန်နာရီကိုအဆုံးရှုံးမခံနိုင်တဲ့တခုမှနာမီကတော့နှစ်ခါစဉ်းစားမနေဘဲဇိုရိုကိုတောင်းပန်ရင်းနဲ့တက်နေပြီးထွက်သွားခဲ့ပါတယ်ကူရိုရဲ့လူတွေကကန်းကြီးကိုတက်လာကြတဲ့အချိန်မှာလက်စလုံးတွေနဲ့အပြစ်ခံလိုက်ရပြီးဥစုကရှေဆုံးကနေထွက်သွားတဲ့လူဖီထက်တောင်အရင်ကြိုရောက်သွားတာဖြစ်ပါတယ်။မဇက်ကနေမြောက်ဖက်မြောက်ဖက်လို့အော်ရင်းနဲ့ပြေးသွားတဲ့မြောက်မာတာကတော့ရွာထဲကိုရောက်သွားတာဖြစ်ပြီးတပတ်ကဇိုရိုကလည်းအခုထိအပေါ်ကိုတက်လို့မရသေးရကြောင့်ဥစုတယောက်တည်းဒီတမားတွေကိုရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ သူ့ရဲ့အကျင့်အတိုင်းလက်အောက်ခံတပည့်တန်တရာနဲ့ဒိနာမခန့်ချင်းချက်ချင်းပြန်လဲဖို့ပြောပေမဲ့တကယ်ယုံတဲ့ဂျန်ကိုကလည်းလို့ပင်လယ်တမျှအစ်စ်တွေကိုတော့သွားလိမ့်လို့မရပဲနာမီတို့ရဲ့သေပေါ်ကနေလည်းယရနာတို့ကိုတွေ့သွားကြပါရဲ့ဥစုကချော်လဲရုတ်ထိုင်တဲ့အနေနဲ့သူ့ပိုင်နဲ့အဲ့ဒီယရနာတွေကိုပေးလိုက်မှမို့လို့ထွက်သွားကြဖို့ပြောပေမဲ့လေပင်လယ်တမျှဆိုတာအဲ့လောက်နဲ့မချေအေးနိုင်တဲ့အကြောင်းပြန်ပြီးအပြောခံလိုက်ရပါရဲ့ဂျန်ကိုကစိတ်ညှို့တော့မဲ့ချိန်အဲ့နေရာကိုနာမီရောက်လာခဲ့ပြီးသူ့ရဲ့ယရနာတွေကိုလက်ဖျားနဲ့အောင်မထိဖို့ပြောရင်းနဲ့လူဖီကိုမတွေ့ရအောင်လဲတောက်ကျုံးတဲ့ကပတိန်ကြီးလမ်းပြောင်းနေပြီဆိုတာကိုချိန်မိသွားပါရဲ့ အဲအကြောင်းနှစ်ယောက်သားနင်းသွားချငါနောက်မှနေမယ်နဲ့ရန်ဖြစ်နေကြတော့ဓမြတွေကခြိတက်လာတဲ့အတွက်တရားမရတဲ့ဥစ္စာတွေသူ့ရဲ့စူးကျွန်းတွေကိုအတုံးချလိုက်ရပါတယ်။တစ်ဖက်မှာလည်းဘလို့မှတက်မရတဲ့ဆိုတော့ကသူ့ရဲ့ဓာတ်တွေကြောင့်အပေါ်ကိုရောက်လာခဲ့ပြီးမြတ်ဖက်ဆိုတာဘယ်လမ်းမှမသိရဲ့ကပတန်ကြီးလူဖီကလည်းတကြုံလုံးပြည့်အောင်ပတ်ပြေးနေရတာဖြစ်ပါတယ်။ဥစ္စာရဲ့စူးကျွန်းတွေနဲ့လောက်စလုံးတွေကြောင့်ဓမြတွေလည်းအပေါ်ကိုတက်ရခတ်နေပြီးမြဲသူတို့အနောက်မှာပါစူးရိတ်ကိုခင်းထားမိလို့အာယုံလွဲနေတော့ဥစ္စာကအစော်ခံလိုက်ရပါတယ်။ဒါပေမဲ့မှောက်ရတာလဲနေရင်တော့သူ့ရကိုအန်ရည်ပေးမှဆိုလို့ရရချက်တော့ကိုမလွတ်တန်းဆွဲထားရတဲ့အတွက်နာမီကပြန်ပြီးကာဝယ်ပေးနေရပါတယ်။ ဒါပေမဲ့အင်အားကြီးကဘလို့မှမမျှတာကြောင့်ဓမြတွေအလုံးရွာဘက်ကိုခြစ်တတ်တော့ကြတဲ့အချိန်ဥစုကတော့ဘသူမှမတက်ဖို့တောင်းပန်နေတော့ခူတိုရဲ့လူတွေအကုန်ပြန်နှင်းလာတာကိုမြင်လိုက်ရပါတယ်သူတို့ကိုတကယ်သိမဲ့လူဖီနဲ့ဆိုလို့ရောက်လာတာဖြစ်ပြီးနှစ်ကောင်သားပြည်တနာကိုစီကိုအတော်လေးခေါင်းသုံးပြီးဖြည့်ရှင်းခဲ့ရတဲ့အကြောင်းမောဟိုက်နေတဲ့အချိန်ခုတို့ကလည်းသူ့လူတွေနောက်ကျနေလို့တခုခုတော့ဖြစ်နေပြီဆိုတာကိုရှင်းပြလိုက်ပါရယ်။အဲဒါကြောင့်သူကိုယ်တိုင်မြောက်ဘက်ကန်ဆက်ကိုထွက်လာနေုံလမ်းမှာအော်နီယန်ကသူ့ကိုတွေ့သွားခဲ့ပြီးမနက်အစောကြီးကန်းကြီးဘက်ကိုအိတ်တလုံးနဲ့နဲ့သွားနေရတာကမူမမှန်မှုဆိုတာကိုတတိထားလိုက်မိပါရယ်။ ဂျန်ကိုကလည်းသူ့လူတွေလူဖီနဲ့ဆိုတော့ကိုမနိုင်ဘူးဆိုတာသိရတဲ့အတွက်12ဂျန်ကိုနဲ့စိတ်ညှို့ပြီးလူတယောက်ရဲ့အသိစိတ်ပျောက်သွားတဲ့အချိန်နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေမရှိတော့တာကိုအသုံးချလိုက်ပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းလူဖီကပါဂျန်ကိုရဲ့တန်ငွေကိုကြည့်နေခဲ့တာကြောင့်သူလည်းစိတ်ညှို့ခံလိုက်ရပြီးတက်လာတဲ့ကောင်မှန်သမျှကိုဂေါမူဂေါမူနိုဂက်ဒလင်ဂန်ဆိုတဲ့ဆက်တဲ့လက်သီးတွေပြစ်ကျွေးလိုက်ပါတယ်။အလောင်းနဲ့မရက်သေးပဲဓမြတွေကိုပါကြော်သွားပြီးတင်းမောနဲ့ထွက်ရိုက်ဖို့လုံနေရကြောင်ဂျန်ကိုလည်းမတက်နိုင်တဲ့အစုံလူဖီကိုစိတ်ညှို့ပြီးအိပ်ပြောင်းအောင်လုပ်လိုက်ပြီးမြက်အောင်နဲ့သားတွေအလုံးကတော့လူဖီလက်ချက်နဲ့မှောက်သွားကြပြီဖြစ်ပါတယ် အောင်ရံကလည်းသူတွေ့လာတဲ့ကလဟာတိုရဲ့အကြောင်းကိုပြပြလိုက်တော့အကိုကြီးဥစုပုံမှန်မဟုတ်တာကိုတတိယသွားကြပြီဓမြတွေလာတိုက်မယ်ဆိုတာတကယ်ဖြစ်နိုင်တဲ့အကြောင်းစဉ်းစားမိလိုက်ကြပါတယ်ခါရကလည်းအိမ်မဆိုးရဲ့မန်နီယာကနိုးလာတဲ့အချိန်ကလဟာတိုရဲ့အခန်းထဲမှာမယ်ရီလဲနေရကိုတွေ့လိုက်ရပြီးကဲကောင်းစွာနဲ့အသက်ရှိနေသေးတဲ့မယ်ရီကလည်းသူ့ကိုကလဟာတိုရဲ့တက်ခိုက်သွားတာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်သူကတကယ်ပင်လယ်ဓမြကြီးဖြစ်တဲ့အပြင်ခါရရဲ့စီးရဲနေကိုပါအပိုင်တိမ်မှုကြံစည်နေရဖြစ်တဲ့အကြောင်းပြပြလိုက်တဲ့အချိန်မှာတော့ဥစုကသူတို့ကိုလိန်ညာခဲ့တာမဟုတ်ပဲသူတက်နိုင်တယ်လို့အစွမ်းကုန်ကူညီဖို့ကြိုးစားခဲ့ရမှနားလေသွားခဲ့ကြပါတယ် ဒါပေမဲ့ဥစုပြောလာကိုတယောက်မှနားမဝင်ကြပဲတခုတယောက်ကန်လောက်ခဲ့ကြတဲ့အပြင်တတိလာပြီးတဲ့ဥစုကိုပါသူတို့ကမောင်းထုတ်မိခဲ့ကြတာဖြစ်ပါတယ်။ဒီနေ့ငုံကြုံရွေးတွေအကုန်လုံးကလည်းခွင့်ယူထားကြတာဖြစ်လို့ခါယာအနေနဲ့အတတ်မခံရဘူးရော။ဂျွာသူရသားတွေပါတိုက်ခိုက်တာမခံရစေချင်ဒီအင်ကြီးနဲ့စီးစိမ်တွေအကုန်လုံးကိုကလဟာတုံရဲစီသူပြောသလိုလွှဲပေးလိုက်ဖို့မယ်ရီကအကြံပေးလိုက်ပါတယ်။အိမ်ထဲကိုဝင်ဖို့ကြိုးစားနေတဲ့ကျက်တုံနီတို့ကလည်းခါယာမသိဘူးဆိုတာမြင်လိုက်ရတာကြောင့်ဝမ်းသာသွားပြီးမြဲသူတယောက်တည်းထွက်လာတာဖြစ်လို့ကိစ္စတစ်ခုခုထူးနေပြီဆိုတာကိုလည်းရိပ်မိလိုက်ကြပါတယ်။ US နိုင်ငံ location ရတဲ့ VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်တင်တော့ကိုဝင်ဝင်ရအောင်ကူညီပေးနိုင်တာမလို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။လူဖီကြောင့်အသေးအွားကောင်းတွေအလုံးကျသွားပြီဖြစ်တဲ့အတွက်ဂျန်ကိုကမြောင်မန်ဘရာသာဆိုင်ရန်နဲ့ပူချီညီတောင်ကိုထွက်လာဖို့အမိန်ပေးလိုက်ပါတယ်။ဒီတောင်ကုန်းကိုကြော်နိုင်မှုဆိုရင်ဇိုရိုကိုရှင်းပေးခိုင်းမိမယ်။မြောင်မန်ကြီးကဇိုရိုကိုမြင်လာနဲ့ကြောက်သွားကြပြီးဂျန်ကိုကလည်းအတင်းချခိုင်းနေရကြောင်မတက်နိုင်တဲ့အဆုံဆိုင်ရန်ကရှေ့ကိုထွက်လာလာရပါတယ်။ ဒါပေမဲ့အနားကိုရောက်တဲ့အချိန်လျှင်မြန်တဲ့တိုက်ပွဲတစ်ခုကိုဇိုလိုကခုခံလိုက်ရတဲ့အပြင်ကြောက်တက်သလိုဟန်ဆောင်ခဲ့တဲ့ဆိုင်ရွန်ကသူ့သားနှချောင်းဘာခိုးသွားရတဲ့အတွက်တုံချောင်းသားသမားဇိုလိုလည်းအခက်တွေ့သွားခဲ့ပါရယ်သူ့သားတွေကိုအောက်ပြစ်ချလိုက်တဲ့အတွက်ဇိုလိုကဝင်ပိုင်းမိမယ်ခန္ဓာကိုယ်ကိုကြိုက်တယ်လို့ကိုးဆက်နိုင်တဲ့ဆိုင်ရွန်ကိုမထိလိုက်ပဲဘူချီရဲ့အဆုံးသတ်တိုက်ပွဲကိုပါအသေးအံရှောင်လိုက်ရပါရယ်ဇိုလိုကဓာတ်ချောင်းနဲ့ကင်ပြီးတိုက်ခိုက်တဲ့နေရာမှာမကျွမ်းကျင်တဲ့အတွက်မြောင်မန်းကြီးနာဝယ်တိုက်ခိုက်မှုတွေကိုခုခံနေရတာကြောင့်ဂယုနာရှင်ကြီးဥစုကနောက်ကနေလေးကွက်နဲ့ကူညီပေးလိုက်ပါရယ် ဒါပေမဲ့ထီသွားတာကဇိုရိုဖြစ်လို့ကြောကောက်နေတဲ့အချိန်မှာရန်သူတွေရဲ့ကုတ်ချက်ကိုခံလိုက်ရပြီးဥစုကလည်းသူပြစ်လိုက်တာကလွဲတာမဟုတ်ပဲဇိုရိုကတမင်ဝင်ခံလိုက်တာမှရိပ်မိလိုက်ပါတယ်တကယ်တမ်းဥစုပြစ်လိုက်တာကသာမြောင်မန်းညီနောင်ကိုထီသွားမယ်ဆိုရင်ဇိုရိုကသူ့ကိုမဟုတ်ပဲနာမီနဲ့ဥစုကိုဥတီတက်ခိုက်ကြမှာဆိုလို့ရွယ်ချက်ရှိရှိအပြစ်ခံလိုက်တာမှသဘောပေါက်သွားကြပါတယ်အ ਨੇ ဆုံးဓာတ်နှချောင်းလောက်ရှိမှကောင်းကောင်းတက်ခိုက်လို့ရတဲ့ဇိုရိုရဲ့အချင်းကြောင့်နာမီကရမကြည့်နိုင်တော့ပဲဓာတ်ရီကိုသွားပြန်ယူပေးဖို့ဆုံးဖြတ်လိုက်ပြီးဥစုကိုတော့ဒဏ်ရာရထားတာကြောင့်ငြင်းငြင်းလေးနေဖို့မှားခဲ့လိုက်ပါတယ် ဒါပေမဲ့ဒါရီအနားကိုရောက်တဲ့အချိန်မှာပဲဂျန်ကိုတိုက်ခိုက်တာကိုခံလိုက်ရပြီးကန်ဆက်ပေါ်မှာလည်းစိတ်မရှိလို့လိုက်လာတဲ့ကပတိန်ခူရိုကိုတွေ့လိုက်ရပါတယ်။သူတို့ကပတိန်ကိုမြင်လိုက်တာနဲ့ကြောင်နဲ့ပင်လေဓမြတွေအကုန်လုံးကကြောက်တုတုံနေကြပြီမဲ့သူတို့ရင်ဆိုင်နေရတဲ့နှစ်ကောင်ကလည်းအတော်လေးကျန်းတဲ့အကြောင်းဂျန်ကိုကအထွန့်တက်လိုက်ပါတယ်။ခူရိုကတော့ဂယုမဆိုင်ပဲသူတို့ကိုစက်သုံးမကြတဲ့ကောင်တွေလို့ဖိပြောနေရကြောင်းလူငယ်ရဲ့၃နှစ်တုန်းကအရင်အစွမ်းတက်တဲ့ပင်လေဓမြဖြစ်ခဲ့ပြီမဲ့အခုအချိန်မှာအေးအေးဆေးဆေးနေထိုင်ခဲ့ရတဲ့ခူရိုကသူတို့လို၃နှစ်လုံးလေ့ကျင့်တက်ခိုက်နေခဲ့တဲ့သူတွေကိုတော့ရှင်နိုင်တော့မှမဟုတ်တဲ့အကြောင်းမျောက်မန်းကြီးတောင်ကအသွားချောင်းလိုက်မိပါတယ်။ အဲ့ဒါအပြင်ဂျန်ကိုတောင်တားချိန်မရလိုက်ပဲကပတိန်ခူရိုစီကိုတိုက်ခိုက်ဖို့ပြေးဝင်သွားတဲ့အချိန်ရုတ်တရက်ဘာမှတော့မမြင်လိုက်ရပဲခူရိုကကြောင်လက်သေးတွေနဲ့အတူသူတို့အနောက်ကိုရောက်နေရကိုမြင်လိုက်ရပါတယ်။ဆိုလိုတော့သူ့ရဲ့လှုပ်ရှားမှုတွေကိုလိုက်ကြည့်လို့မမှီပဲအဲ့ဒါကိုကြောင်ချောက်ရှောင်းတိန်တိုက်ကွက်လို့ခေါ်ပြီးတော်တော်လေးစွမ်းအားကြီးတဲ့အဆက်စင်တိုက်ကွက်တစ်ခုဖြစ်လို့လူအယောက်90လောက်ရှိရင်တော့အကုန်လုံးအသက်ခံရနိုင်လောက်အောင်စွမ်းအားကြီးရဲ့အကြောင်းဂျန်ကိုကရှင်းပြလိုက်ပါတယ်။တုံးနစ်ကြပြီးရဲ့အချိန်ကြီးတောင်သူ့ရဲ့ကြောင်လက်သေးနဲ့မျက်နှာကိုချစ်မိမှဆိုလို့မျက်မှန်ပိတ်တဲ့ပုံစံမပြောက်သေးတဲ့အချိန်အရဘလို့တတ်ခိုက်ရမယ်ဆိုတာခုလိုမမေ့သေးမှဂျန်ကိုကရိမ့်မိနေကြတာဖြစ်ပါတယ် သူ့ကိုတက်ဖို့တောင်ပြန်အာခံခဲ့တဲ့အတွက်ဒီအရှုပ်တွေကို9မိနစ်အတွင်းမရှင်းဘူးဆိုရင်တရောင်းမကြံသူ့အကုန်တက်ပြစ်မယ်လို့ခူရိုကအမိန်ပေးလိုက်တာကြောင့်အခြေအနေကိုနားလိုက်သွားတဲ့မြောင်ပန်းကြီးညောင်လဲဇိုရိုကိုရအောင်တက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့ချိန်နာမီကဇိုရိုရဲ့ဓာတ်နယ်လက်ကိုကန်ထုတ်ပေးလိုက်တာကြောင့်ဓာတ်သုံးချောင်းစတိုင်ကိုတုံးတဲ့ဇိုရိုလေးကျေးဇူးတင်တဲ့အကြောင်းပြောရင်သူ့ရဲ့ကြားထောင်ချောင်းအကွက်နဲ့နှစ်ကောင်လုံးကိုပိုင်ပေးလိုက်ပါရယ်ဓာတ်သုံးချောင်းစတိုင်ကိုတုံးတဲ့ဓာတ်သမားတယောက်ဖို့သူ့လက်နက်တွေအပြည့်ရှိနေရကအခြေအနေကိုအများကြီးပြောင်းလဲစေတဲ့အကြောင်းဇိုရိုကတတ်သိပြပေးလိုက်ပြီးတိုက်ပွဲတစ်ခုထဲနဲ့မြောင်မန်းကြီးနောင်ကလက်ကျသွားတာကြောင့်လည်းအကုန်လုံးကမျက်လုံးပြူးကုန်ကြပါရယ် ခုတို့ကတော့9မိနစ်မပြည့်ခင်အထိအချိန်ကိုစက်ရည်နေပြီးခန္ဓာကိုယ်ကအစီအွေကြောင့်ဇိုရိုရဲ့ခုတ်ချက်တိတ်မနဲ့သွားတဲ့ပူချီကလည်းသူ့ကိုစိတ်ညို့ပြီးအစွမ်းထမ်းအောင်လုပ်ပေးဖို့ဂျန်ကိုကိုတောင်းဆိုလိုက်ပါတယ်။စိတ်ညို့မှုကြောင့်ငကိုတက်အစာပေါင်းများစွာပိုတန်မာသွားတဲ့ပူချီလည်းဇိုရိုကိုဘူးဝပြင်းနေအောင်ဒီခွေရေးကိုစောင့်နေတဲ့နာမီကအိပ်ပျော်နေတဲ့လူဖီကိုတောင်းနှိုးဖို့ကြံစီလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကိုတီးရဲ့ဂျန်ကိုကလည်းသူ့ရဲ့စိတ်ညို့ကွင်းနဲ့လှမ်းပစ်လိုက်တဲ့အတွက်နာမီလည်းအနှိမ့်ဆရောက်တော့မဲ့အချိန်ကက်ကောင်းစွာနဲ့ပဲလူဖီရဲ့မျက်ခွက်ကိုတက်နေမိလိုက်တာကြောင့်ချော်လဲပြီးလွတ်သွားခဲ့ပါတယ်။ ကန်ဆိုးတဲ့မြောင်မသားကတော့အနှင်းခံလိုက်ရတဲ့အပြင်ကိုမှနိုးလာတဲ့အချိန်မျက်ခွက်ကိုတန်အကွင်းလိုက်နန်းနန်းခံလိုက်ရပြီမဲ့လက်မတင်လေးဗဇက်နဲ့ကိုက်ထားနိုင်လိုက်တာဖြစ်ပါတယ်။ဒါကတော့ One Piece အပိုင်းခုံပြပြီးအပိုင်း၈ကိုနောက်နေ့မှတင်ပေးတော့မှာမို့လို့ Like, Share, Comment နဲ့ YouTube မှာလည်း Subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်။ Brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ Like တစ်ချက်နဲ့ Comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ Share လေးနဲ့ပါကူညီသွားလို့ရပါတယ်။